ဒီကနေ့ဆလာ20ရက်နေ့တောက်ကြနေအတွက်မော်လဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဘင်္ဂလားပြည်လယ်အော်မြောက်ပိုင်းမှာလာမင်းဆလာ23ရက်နေ့နဲ့24ရက်နေ့ကနေစတင်ပြီးလေပြင်းရဲရေဝန်အသစ်တစ်ခုထမှန်ဖြစ်ပေါ်လာနိုင်တယ်လို့မော်လဝတ္တပညာရှင်ဝန်ထမ်းကခန့်မှန်းထားပါတယ်။အိန္ဒိယနိုင်ငံဂျက်ခန်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့လေပြင်းရဲရေဝန်ကလည်းဆက်လက်တည်ရှိနေပါတယ်။ ဒီကနေ့ညနေထိကရနီကရပြည်မကွေးတိုင်းနဲ့စကိုင်းတိုင်းအပိုင်းတို့မှာနေရာကြတဲ့ရှမ်းပြည်မြောက်ပိုင်းနဲ့မန္တလေးတိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာနဲ့အပြောင်းမိုးထချုံရွာနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရခိုင်ပြည်နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလျာကောင်းနေပါတယ်။ မြန်မာကဲဝန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ခါလှိုင်းကြီးနိုင်ပြီးလှိုင်းမြင့်ဆယ်ပေကနေဆယ်နှစ်ပေကန်ရှင်နိုင်ပါတယ်။ရခိုင်ပြည်မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားတခြားမိုးရွာသွန်းကျင်တဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလှေစည်းလက်ခြင်းနဲ့မိုးသည်ကျွေခြင်းစားရိမ်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချုပ်တင်သတိပြုနေထိုင်ကြဖို့မိုးစလကအကြံပြုထားပါတယ်။